နေရင်မယ်တွေဟာယာတူးကိုအုံးချပြီးရွှေမောင်ကိုလုကြပါတယ်။ရွှေချောင်းတွေကိုအေးချိုးပြီးအတင်းလုထားတဲ့ပုံစံကွက်ထဲလောင်းထည့်လိုက်ပါတယ်။အေးခံပြီးတဲ့အခါရွှေချောင်းတွေဟာရွှေဘောလုံးတွေအဖြစ်ပြောင်းသွားပါတယ်။မမိအောင်လို့ရွှေတွေကိုချောကလက်နဲ့အုပ်ပြီးတော့ချောကလက်ပုံစံဖြစ်အောင်တတူးဆက်ကူနဲ့ထပ်ပတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ရွှေပောင်တရားကိုဒူပိုင်းကိုတဲဖို့သူတို့ရဲ့ခီးဆောင်အိတ်ထဲထည့်လိုက်ကြပါရယ်။လေရင်မယ်တွေဖြစ်နေတာကြောင့်လုံကြုံရေးကသူတို့ကိုမစစ်ဆေးခဲ့ပါဘူး။ကုန်းရောက်သားရွှေတွေကိုလေရင်ပေါ်အောင်အောင်မြင်မြင်တဲသွားနိုင်ခဲ့ပါရယ်။ ခီးစဉ်အတွင်းမှာလုပ်ဖော်ကန်ဖက်တွေကတခုခုထူးခြားနေတာသတိထားမိမှာဆိုလို့သူတို့ရဲ့စိတ်လှုပ်ရှားမှုကိုအတော်လေးထိန်းချုပ်ထားခဲ့ရပါတယ်။အင်းမကြခင်မှာပဲလေရင်ကဒူပိုင်းလေစိတ်ကိုဆက်ရောက်လာပြီးသူတို့လည်းနောက်ဆုံးတော့စိတ်အေးသွားနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာကိပောက်လုံးကြုံရေးကသူတို့ကိုစိုက်ကြည့်နေပေမဲ့ကံကောင်းစွာနဲ့ပဲမစစ်ဆေးခဲ့ပါဘူး။သုံးယောက်သားလေးစိတ်ကနေအောင်အောင်မြင်မြင်ထွက်လာနိုင်ခဲ့ပါတယ်။ပြီးတော့ဟိုတယ်မှာပစ္စည်းဝယ်မဲ့သူနဲ့တွေ့ဆုံခဲ့ကြပါတယ်။ ပစ္စည်းကိုစစ်ဆေးပြီးတဲ့နောက်မှာဝယ်သူကတိတ်ကိုကျဉ်တ်သွားပြီးသူတို့ကိုငွေမြောက်များပေးခဲ့ပါတယ်နောက်ပိုင်းမှာလည်းသူတို့ဟာဒီနေ့လန်တိုင်းပဲရွှေတွေကိုဆက်ပြီးမောင်းခိုတဲခဲ့ကြပါတယ်ဒီအလုံးနဲ့ပိုက်ဆံအများကြီးရခဲ့ကြပါတယ်၃ယောက်လုံးမကြခင်တန်းကြွယ်တဲ့တွေဖြစ်တော့မယ်လို့ထင်နေတဲ့အချိန်မှာပဲဒီနေ့မှာထိမှတ်မထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်ဒီတစ်ခါမှာတော့သူတို့ကိုလုံခြုံရေးကရုတ်တရက်တားလိုက်ပါတယ်တကယ်တော့တစုံတစ်ယောက်ကသတင်းပေးတိုင်ကြားခဲ့တာပါသူတို့၃ယောက်ကိုစစ်ဆေးမြင်းမြင်းရဲ့ခန်းထဲခေါ်သွားပါတယ်လုံခြုံရေးကသူတို့အိတ်ထဲမှာချောကလက်တွေတွေးခဲ့ပေမဲ့ အန်နီကတော့နည်းနည်းလေးမှကြောက်ရွံ့တဲ့ပုံမပြခဲ့ပါဘူး။လုံကြုံရေးရာရှိကတခုကိုကိုက်ကြည့်လိုက်တဲ့အခါချောကလက်တွေဟာရွှေမဟုတ်မှန်းတွေ့သွားပါတယ်။ဒါတွေအားလုံးကသူတို့အစီအစဉ်ပါ။ဒေါသထွက်နေတဲ့အရာရှိကချောကလက်အားလုံးကိုရိုက်ခွဲလိုက်ပေမဲ့ဘာမှမတွေ့ခဲ့ပါဘူး။စစ်စေးရဲ့အကြောင်းကြိုတင်သတိပေးချက်ရပြီးတဲ့နောက်သူတို့ဟာရွှေတွေကိုလေရင်ရဲ့လေးပေးဆက်အကန့်တွေထဲမှာဝတ်ထားခဲ့တာပါ။တက်တေထောက်ထားမလုံလောက်တာကြောင့်အာနာပိုင်တွေကသူတို့သုံးယောက်ကိုပြန်လွတ်ပေးလိုက်ရပါတယ်။အဲ့ဒီနောက်သူတို့သုံးယောက်ဟာတိတ်တဆိတ်စုံစမ်းနေခဲ့ပြီးသူတို့ကိုတင်းပေးတိုင်ကြားတဲ့သူဟာသူတို့ရဲ့ဥက္ကဋ္ဌကိုယ်တိုင်ဖြစ်နေမှန်းသိလိုက်ရပါတယ်။ ဥက္ကဋ္ဌကနောက်ွယ်ကကျိုးကင်သူဒီကရရခံလဲဖြစ်ပါတယ်။ဥက္ကဋ္ဌကသူတို့ကိုအမှုစင်လိုက်တာဖြစ်ကြောင်းချက်ချင်းသဘောပေါက်လိုက်ကြပါတယ်။အဲ့ဒီနားမှာပဲတုံးယောက်သားရုပ်ဖြတ်ပြီးဥက္ကဋ္ဌရဲ့ပါတီပွဲတွေကိုခိုးဝင်ခဲ့ကြပါတယ်။သူတတိမထားမိတဲ့အချိန်မှာအန်နီကသူ့ခန်းတော်ကိုတိတ်တဆိတ်ခိုးယူလိုက်ပါတယ်။အချိန်ထဲမှာပဲလီဆာကစောင့်ကြည့်ထင်းကျုပ်ရဲ့ခန်းနဲ့အမြန်ဝင်ရောက်ပြီးပေးမစနစ်ထဲကိုဘိုင်းယက်စ်ထည့်သွင်းလိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲအဆောက်အုံတွေကကင်မရာအားလုံးပြတ်သွားပါတယ်။ ပြီးတော့သူတို့ကအခန်းတော်ကိုတုံးပြီးဥက္ကဋ္ဌရဲ့အခန်းထဲကဒေါ်လာတန်း300တန်းမရှိတဲ့ရွှေတွေကိုခိုးဖို့ဝင်ခဲ့ကြပါတယ်။တစ်တာတွေကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာဘာမှမရှိတော့တာကိုတွေ့လိုက်ရပါတယ်။ဥက္ကဋ္ဌကသူတို့ကိုတစ္ဆာဖောက်ပြီးထွက်ပြေးကိုပြင်ဆင်နေတာဖြစ်ရမယ်။ဒါကြောင့်ရွှေရွေဟာသူ့ရဲ့ကိုပိုင်ချက်လေရင်ပေါ်မှာဝတ်ထားလိုက်မယ်လို့ယူဆလိုက်ပါတယ်။သူတို့ဟာအလုံးဝင်ကွင်းကပြားအတူတွေလုပ်ပြီးဥက္ကဋ္ဌရဲ့ချက်လေရင်ထဲကိုခိုးဝင်ခဲ့ကြပါတယ်။ပြီးတော့ရေရဲကိုအိတ်ဆိတ်ခတ်လိုက်ပါတယ်။ဥက္ကဋ္ဌကအဲ့ဒီရေကိုတောက်ပြီးတဲ့နောက်မှာတတိလက်သွားခဲ့ပါတယ်။သူတို့လည်းချက်ချင်းလေရင်ခန်းထဲကိုဝင်သွားကြပါတယ်။ ထဲမှာခင်းဆောင်အိတ်တတာတွေဆင်ထားပြီးတစ်တာတိုင်းမှာရွှေတွေပြည့်ဖြည့်ထားပါတယ်။သူတို့ကရွှေတွေပြည့်ပါတဲ့တစ်တာသုံးလုံးကိုအမြန်ယူပြီးလေရင်ရဲ့အချက်ပေးကလုတ်ကိုနှိပ်လိုက်ပါတယ်။ဥက္ကဋ္ဌပြန်တရီရလာတဲ့အချိန်မှာရဲတွေရောက်နေနေပါပြီ။ရွှေရွေပြည်ပါတဲ့တစ်တာတွေကိုမြင်တော့ရဲတွေကဥက္ကဋ္ဌကိုရွှေမောင်ခိုးမှုနဲ့ချက်ချင်းဖမ်းဆီးလိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့၃ယောက်ဟာတန်းကြွယ်တတိယတွေချက်သွားကြပါတော့တယ်။